ဂုံပကာသနာနဲ့အလှပတွေအထဲမှာသာနင်းမြုပ်အချိန်ကုန်နေတဲ့လူငယ်တွေအတူယူရအောင်စံပြဖြစ်လာခဲ့တဲ့ရှစ်တန်းကျောင်းသူအလုံးမဲမင်္ဂလာပါဗမိစနောင်းကနေကျေးဇူးလိုက်ပါတယ်ခိမီတိုတက်လာတာနဲ့အမျှဘဝနေထိုင်မှုပုံစံကလည်းပြောင်းလဲလာခဲ့ပါတယ် ကလေးတွေနဲ့လူငယ်တွေရဲ့နေထိုင်မှုပုံစံကလည်းအရင်တုန်းကနဲ့မတူတော့ပါဘူး။ social media ကိုတွင်ကျဲစွာအသုံးပြုလာတာမို့အခုနောက်ပိုင်းမှာဆိုရင်73နှစ်74နှစ်ရွယ်လေးတွေဆိုရင်လည်းအိမ်ထောင်ဖြူချတဲ့ခေတ်ကိုရောက်လို့နေတာပါ။ social media ကနေကောင်းတဲ့အရာတွေကိုအတုမယူဘဲမကောင်းတဲ့အရာတွေကိုသာလေးစားအားကြကအတုယူပြီးလမ်းမရောက်ကုန်ကြတာဖြစ်ပါတယ်။ ဒီအထဲမှာမှာရှစ်တန်းចောင်းသူလေးမဲရချဖြူကတော့ဒီခေတ်လူငယ်တွေလို့ social media ပေါ်ကပကာသနာတွေကြားထဲမှာမနေမြုပ်ဖဲစူးစမ်းနိုင်ကြတာပေါ့အီတာဖြူကရှစ်တန်းဖြေဆိုထားတဲ့ចောင်းသူဖြစ်ကဒီနေ့မှာမှာကိုရပညာကိုသင်ကြားရမှာဖြစ်ပါတယ် ဆယ်ကျော်သက်အရွယ်ဖြစ်တာမို့စိတ်ကစားနိုင်တဲ့အရွယ်ဖြစ်တယ်လို့ဒီခေတ်လူငယ်တယောက်အနေနဲ့ဆိုပျော်ပါနေတဲ့အရွယ်ပေါင်းဒါပေမဲ့အစ်ချဖြူတို့ကတနေ့လုံးတနေ့စားကရုံးကနေရတဲ့မိသားစုအခြေအနေမျိုးဖြစ်ပါတယ်ချိုးတဲတဲ့မိသားစုအတိုင်းဝိုင်းကြတဲ့ကနေပညာရေးကိုစူးစမ်းသင်ယူနေခဲ့တာပေါင်းမိဘရိယာဆိုရင်လည်း၄တန်းအထိတာပညာသင်ကြားပူးပါတယ်အိမ်တေတေလေးမှာမိသားစုတွေစုဝေးကနေထိုင်ရတာပေါင်းကျောင်းသူလေးအစ်ချဖြူကအဆင်မပြေတဲ့အတိုင်းဝိုင်းကနေအမြင့်ကိုရောက်အောင်သာစူးစမ်းခြင်းနေပါတယ်ဒါကြောင့်မို့လဲငယ်စဉ်ကတည်းကပညာကိုစူးစမ်းသင်ယူခဲ့ပါတယ်ဒါအပြင်ဒီနှစ်မှာလည်းတ နိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဗုဒ္ဓဝင်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့တာပါဗုဒ္ဓဝင်ပြိုင်ပွဲကတနိုင်ငံလုံးဆိုင်ရာကျင်းပတဲ့ပြိုင်ပွဲဖြစ်တဲ့အတွက်ထူးချွန်တဲ့သူတွေအများကြီးလာပြိုင်ကြပါတယ် ဒါအပြင်ဗုဒ္ဓဝင်အကြောင်းကိုနှံ့ဆောင်လေ့လာရတာဖြစ်သလိုတကယ်ထူးချွန်တဲ့သူမသာ စုကရရှိမှာပါပြိုင်ပွဲဝင်အများကြီးထဲကနေစူးစမ်းရှင်ပြန်ရင်မတ်အီချဖြူကနောက်ဆုံးဆင့်ကိုတက်ရောက်ကပရမစုကိုရရှိခဲ့တာပါပါစုရရှိတဲ့သူတွေကို3200ချင်းမြင့်တမို့စုငွေ3200ရရှိခဲ့တာဖြစ်ပါတယ်အီချဖြူက3200ရရှိအောင်စူးစမ်းနိုင်ခဲ့တဲ့အတွက်အရန်ကိုမှဝန်တာနေတာပါမိဘတွေကိုထောက်ပံ့ပေးနိုင်တဲ့ဆိုပြီးပျော်ရွှင်နေတာဖြစ်ပါတယ်မိခင်ဖြစ်သူကလည်းဆင်းရဲပေမဲ့ပညာမဆင်းရဲပဲထမြက်တဲ့သမီးလေးအတွက်ဝန်တာဂုဏ်ယူနေတာပါအီချဖြူ ူကဘူတုတတာကြွယ်ဝသူမဟုတ်ဘဲចောင်းစာမှာလည်းထူးချွန်ထက်မြက်တာပေါင်းငငယ်ကလေးကအစဉ်တစိုက်စူးစမ်းခဲ့တာဖြစ်တဲ့အတွက်ခုလိုထူးချွန်နေရတာပေါင်းမိခင်ဖြစ်သူကလေးတန်းထိတာပညာသင်ယူခဲ့တာဖြစ်ပေမဲ့တမီးဖြစ်သူကိုတေချာဂယူဆိုင်ကငငယ်ကလေးကစာစူးစမ်းတောင်းဆုံးမထားခဲ့တာပေါင်းအစ်ကြဖြူကလည်းမိဘတွေကပြင်းမှန်းဆင်းရဲတာကြောင့်ပညာရေးကိုစူးစမ်းရမယ်ဆိုပြီးစိတ်ပိုင်းဖြတ်ထားတာပေါင်း ဣဇာဖြူကဆရာဝန်ဖြစ်ချင်တာပေါ့သူတို့မိသားစုကငွေကြေးမတတ်နိုင်တဲ့အပြင်ကျမတွေသူတွေကလည်းများပါတယ်ငွေကြေးမရှိပဲကျမကြီးချို့တဲတဲ့အခါစိတ်ဆင်းရဲရသလိုကိုယ်လည်းဆင်းရဲကြရပါတယ်ဒါကြောင့်မို့သူမကိုယ်တိုင်ဆရာဝန်လောက်ကထောက်ပံ့ချင်တာပေါ့ဣဇာဖြူကဆရာဝန်ဖြစ်ချင်တဲ့စိတ်တစ်ခုတည်းသာရှိတာမဟုတ်ဘဲကိုယ်တိုင်လည်းအရန်ကိုစ조사ပါတယ်ရှစ်တန်းနှစ်ခရဲကစာသေးချလိုက်လုံးနေကြတာဖြစ်ပြီးကျန်တဲ့နှစ်တွေမှလည်းစာလိုက်နိုင်အောင်နှစ်ဆခရဲက조사ထားမှာပေါ့ဒီလိုအရွယ်မှာအခြားလူငယ်လေးတွေကခေတ်ကာလအချိန်တွေအရတစ်တော့ဆော့တာတွေနဲ့အနောက်ဘအပြိုင်ဆိုင်တွေအတွက် အချိန်ကုန်နေတာပေါ့ဒါပေမဲ့အစ်ကြဖြူကတော့တမီသားစုလုံးချိုးတဲ့ဘဝကနေရုံထနိုင်ဖို့ပညာရေးမှာစူးစမ်းနေပါတယ်ဂုံပကာသနာနဲ့အလှပတွေထဲမှာသာနင်းမြုပ်အချိန်ကုန်နေတဲ့လူငယ်တွေအတွေ့ရရအောင်စံပြဖြစ်လာခဲ့တဲ့ရှစ်တန်းចောင်းသူလေးအပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မားရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ